ဆက်ကြပါမယ်။တန်ရှင်းဆောင်နေတဲ့သာသမီတယောက်ချင်းချင်းတိုင်းကိုချက်တော်အဖအဖပြားရှင်ပြင်ဆင်ပေးတော့ဒီအချိန်တိုင်းအတွက်အဖပြားရှင်ရဲ့နံပါတ်တော်အားချီးမွမ်းပါလိမ့်။ဒီနေ့ဒီပြင်ဆင်ဒီအချိန်တိုင်းတော့ခဏအချိန်ပါဒီနေ့ပြောကြတာဟုတ်ဆောင်ချင်းဒီလူအားဖြင့်မဟုတ်ပဲအဖအဖျားရှင်အားဖြင့်သာဖြစ်စေတော်မူပါ။ကျမ်းသာသောသာသမီတယောက်ချင်းစီတိုင်းရဲ့အတ္တကမှာလည်း ခွန်အားယူစရာတိကျစွာကြောင့်ဖြစ်စေတော်မူပါယေရှုခရစ်နာမတော်အမည်မိမိပြည့်အလိုနေဆက်ကအနန္တစာတိပါတော်ပါခင်အာမင်โอเคကျွန်တော်တို့ဒီလရဲ့အတန်ကဝိညာဉ်အတီတီချင်းပေါ့အဲ့ဒါလေအဲ့ဒါဖြစ်တယ်အဓိကအဲ့တော့ကလာတိဆရာဖြစ်တယ်ပေါ့โอเคအဲ့တော့ကျွန်တော်တို့ဝိညာဉ်အတီတီဟိုလိုလားပေါ့လေလိုတာဖြစ်တယ်ပေါ့လေကျွန်တော်ခရစ်တော်နဲ့ အသက်ရှင်တဲ့အခါမှာကျဝိညာဉ်အသေးသေးလို့လာဖြစ်တယ်။ဒါကိုကျွန်တော်တို့ဒီမှာဆိုရင်ဒီမှာဆိုရင်ဒီဒီအခန်းကြီးအဲကလာဒီအခန်းကြီးက16ကနေကျွန်တော်တို့ဟိုအဆုံးထိကြည့်တဲ့အခါမှာကျွန်တော်တို့ဒီမှာမြင်နိုင်တာဖြစ်တယ်ပေါ့။အဲတော့ကျွန်တော်တော့မဖတ်တော့ဘူးအရန်များတဲ့အကြောင်းလို့ကျွန်တော်အဓိကပြောချင်တဲ့အရာကအဲဝိညာဉ်ပါကတိအနေနဲ့ဇာတိပဇိနှမျိုးရှိတာဖြစ်တယ်ကျွန်တော်ဝိညာဉ်တော်တိုင်းအသက်ရှင်နေဆိုရင်ဝိညာဉ်တော်အတိတီးဖို့လိုတာဖြစ်တယ် ဇာတိဘက်နဲ့အသက်ရှင်မယ်ဆိုရင်ကျွန်တော်တို့ကပြီးတော့အဝင်မခံရဘူးဆိုပြီးတော့မှဒီမှာဖော်ပြထားတာကျွန်တော်တို့ငယ်ဒါကိုကျွန်တော်စကောနေစဖက်တဲ့ခါမှာဆိုရင်20နှစ်မှကျွန်တော်တွေ့ရတယ်အဲ့နောက်ဆုံးမှဆိုရင်အဲကျွန်တော်လည်းနည်းနည်းတော့ပြရမယ်ဇာတိဘက်အချင်းတော်တွေထင်ရှားပြီးထို့အချင်းတော်ဟောကသူ့မယားကိုပြင်ပါခြင်းမတရားသောမိတော်ကမိဝဲခြင်းညဉ်းညူးစွာအချင်းချင်းကိလေသာလွန်ကြည့်ခြင်းယုတ်တုကိုကိုးကွယ်ခြင်းသူတစ်ပါးကိုပြုစားခြင်း ်ရံညှုပ်ဖွဲ့ခြင်းရံတွေ့ခြင်းကုန်ပြန်ခြင်းအမျက်ထွက်ခြင်းမြင်းဖောင်ခြင်းအချင်းချင်း क्वे ပြခြင်းတင်း क्वे ခြင်းသူ့အချိုးကိုညှူစုခြင်းလူအသက်ကိုတက်ခြင်းခြင်းမျိုးတောက်ချူခြင်းပွဲလောက်ခြင်းမှဆ ảy ၍ထိုသို့သောအကျင့်တည်းထိုသို့သောအကျင့်ကိုကျင့်တော်သူသည်ဖျားခင်နိုင်ငံတော်ကိုအမွေမခံရကြဘူးအထက်ကငါပြောနေခဲ့ပြီတိုင်းယခုမေတိုင်းမှာပြောနေရည်ပြောချင်တဲ့သဘောကကျွန်တော်တို့ဝိညာဉ်တိုင်းကြင့်မယ်ဆိုရင်ဒါကကောင်းနိုင်ငံမရောက်ကောင်းရဖို့မရောက်နိုင်ဘူးကောင်းနိုင်ငံမရောက်နိုင်ဘူးလို့အဓိကကျမ်းစာတော်မှာအတိအလင်းပြောထားပြီးသားဖြစ်တယ် ။ဘာကြောင့်လို့ပြောသလဲဆိုရင်ဒါကကျွန်တော်နားလည်စီရှင်တဲ့အရာကကျွန်တော်ဝိညာဉ်အဲဇာတိမှာကျွန်တော်ကျင့်မှန်ဆိုရင်ဒါကခရစ်တော်ထဲမှာအဲကျွန်တော်တို့မရှိတော့ဘူးဖြစ်တယ်ခရစ်တော်မှာမရှိလို့ဖြစ်တယ်အဓိကကအဲကျွန်တော်ကျွန်တော်ကောင်းတဲ့နိုင်ငံရောက်တဲ့အဓိကအနည်းလမ်းကဘလို့လူသားအတွက်ပဲမဆိုဟိုလူလူသားတွေဆိုယေရှုခရစ်တော်အားနဲ့ကျွန်တော်ကကောင်းတဲ့နိုင်ငံရောက်နိုင်တာဖြစ်တယ်ယေရှုခရစ်မရှိဘူးဆိုရင်ကောင်းတဲ့နိုင်ငံကိုရောက်နိုင်မှာမဟုတ်ဘူးဖြစ်တယ်အဲ့တော့ဒီကျွန်တော်တို့ကဘာကျွန်တော်တို့ပြည့်ညက်တရားအဲ sorry ကျွန်တော် ကျွန်တော်တို့အပြစ်တရားဝင်လာတယ်ပေါ့လေအပြစ်တရားအာရနဲ့အာရနဲ့အေဝရဲ့နာမခံခြင်းကနေစလို့မှကျွန်တော်တို့စီကိုအပြစ်တရားကဝင်လာတယ်အပြစ်တရားဝင်တဲ့အခါမှာကျွန်တော်ကြိတ်ချင်းခံရတယ်ပေါ့လေအပြစ်တရားရဲ့အကြိတ်ချင်းပေါ့လေအပြစ်တရားအခါပြည့်တဲ့တေချင်းစတဲ့ချင်းကျွန်တော်တို့လူသားအားလုံးကတခါလဲခံစားရတယ်မဟုတ်လားတေချင်းတော့ကြုံရတယ်အဲအဲ့တော့ကျွန်တော်အပြစ်တရားရဲ့ခြင်းယူခံရတဲ့အခါမှာအပြစ်တရားရဲ့သဘောသဘောကျွန်တော်ကလိုက်ရှောက်တက်လာတယ်အဲ့ကျွန်တော် light shop တဲ့အပြစ်အပြစ်တရားကိုကျွန်တော်သင်စရာမလိုဘဲလုံတက်လာကြတယ် အဲအဲ့ဒီလိုအဖြစ်တရားတွေကဒါကဇာတိဘွေအခြေအနေဖြစ်တယ်သူတမဆိုရင်ခရစ်တန်ဖတ်တဲ့မှာဆိုရင်အကုန်လုံးရှင်ပြီးဖတ်သွားတဲ့အရာတွေမှာဆိုရင်ရှင်လင်းပြီးတာဖြစ်တယ်ကွာလေအဲ့တော့ဒီလိုအရာတွေကဒီလိုဖျားနေတဲ့ဝေးကွာစေတဲ့အဖြစ်တရားတွေအရာတွေကအာကျွန်တော်တက်တာမှလွမ်းမောနေတဲ့အခါမှာကျွန်တော်ရဲ့အသက်တာပဲဒါကဒါကဒီဖျားပြည့်ရဲ့နိုင်ငံတော်ကိုအမွေမခံရဘူးဆိုတာအတိအကျပြောထားပြတယ်။ဒါကြောင့်မို့ဖျားပြင်ကကျွန်တော်တို့ဒီဇာတိပကိထမှာနှင်းမောနေပြီးတော့မှအမှအဖြစ်ထဲမှာပဲ နိနိမောမှာဆိုလို့ဘုရားခင်ကကျွန်တော်တို့ကိုစားကျွန်တော်တို့ကိုစားလူစားတိကိုခံတယ်လူစားတိနဲ့အဲဇာတိပကိတန်ဇာတိပကိတန်အတိခံပြီးတော့မှဖျားမြောက်ခဲ့တော့ကျွန်တော်စန္ဒနာမှာဆိုကျွန်တော်မြင်နေတာဖြစ်တယ်ဒါကြောင့်မလို့အဓိကကျွန်တော်တို့ဇာတိပကိတန်အသက်မရှင်ရတဲ့အကြောင်းရင်းကဒီဇာတိပကိတန်ကကျွန်တော်ကောက်ရမှုတော့မလုံလောက်လို့ဖြစ်တယ်အတရားတို့ကျွန်တော်အဲ့မှကျွန်တော်တို့ကဝိညာဉ်အတိကတီးဖို့လိုတာဖြစ်တယ်ဒါတော့ဝိညာဉ်အတိတီးဖို့ဆိုရင်ဥဆုံးပါလို့အတလဲဆိုရင်ကျွန်တော်တို့ကဝိညာဉ် အတိတ်တိုင်းရဲ့အတိတ်တိုင်းအတိတ်တိုင်းမှာသူ့ရဲ့ပင်စီမရင်းမစ်ဆိုတာရှိတယ်။ဥပမာလိန်တော်အတိတ်ကိုကြည့်မယ်ဆိုရင်လိန်တော်ပင်ရှိတာဖြစ်တယ်။အဲ့လိုပဲဝိညာဉ်အတိတ်ဒီဖို့လို့ဆိုကျွန်တော်ဝိညာဉ်တော်ဖြစ်တဲ့ခရစ်တော်ကိုကျွန်တော်တို့ကဥစွာတည်ဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ဥဆုံးတာပါသိစေချင်တာဖြစ်တယ်။ဒါမလို့ခရစ်တော်မှာမတည်တဲ့အရာတွေမတည်နိုင်ဘူးဆိုရင်အဲ့တော့ဒါလို့ကျွန်တော်တို့ဒီဒီရှင်ရောင်းအခန်းကြီး76ခုနဆရာလည်းလည်းဖတ်ခဲ့တယ်ပေါ့လေအဲကျခရစ်တော်၌အဲငါ၌မတည်တော့အဖက်လက်ရှိသည်များ ငါနဲ့မတည်ရင်ကျွန်တော်ဒီအဖယ်ခွင့်ပြမတတ်နိုင်ကြပါဘူး။အဲ့တော့အဓိကပြောချင်တဲ့အရာကကျွန်တော်ကဒီဝိညာဉ်အသေးတည်မှုအတွက်ဆိုရင်တည်မှုကိုလိုအပ်တယ်ဖြစ်တယ်။နော်ကျွန်တော်က certificate အသေးနဲ့ကျွန်တော်ကောင်းရမရတဲ့အခါမှာဝိညာဉ်ပကတိဖြစ်တဲ့ချိန်ဆက်မစိဝိညာဉ်အသေးရဲ့ကျွန်တော်တို့မြင်ရတယ်။အဲ့တော့ခရစ်တော်နဲ့ကျွန်တော်တို့ဒီဂလာတိ9:22ဆိုတဲ့ဖတ်တဲ့ကမ္ဘာခရစ်တော်နဲ့ဆက်တယ်တော့သူတို့ဒီဇာတိဘဂတိကိုလည်းပါဇာတိစေဗျာနဲ့အလိုဆန်တော်ခရစ်ရဲ့ပြကြပြီတို့ဖြစ်၍ငါတို့ဒီဝိညာဉ်ပဂတိတိုင်းအသက်ရှင်ရင်ဝိညာဉ်ပဂတိတိုင်း ကျင့်ကြောင်းကောင်းအန်းဆိုတာကျန်တာဘောင်ပေါ်ပြကြတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်ဝိညာဉ်ပကတိတိုင်းကျင့်ဖို့တော့ဆိုရင်အခုဆုံးကျွန်တော်ခရစ်တော်မှာတည်ဖို့လိုကိုလိုအပ်တာဖြစ်တယ်။ခရစ်တော်ကကျွန်တော်တို့အရင်ကခရစ်တော်မှာတည်ဖို့ကျွန်တော်တို့လိုအပ်တာဖြစ်တယ်။ခရစ်တော်ကကျွန်တော်တို့အကျွန်တော်တို့ကစာရိပ္ပတိနဲ့စာရိပ္ပတိရဲ့လိုအပ်စံအလောကံကိုရိုက်ထားပြီးဆိုတော့ပြောချင်တဲ့သဘောကချိန်ချင်းနဲ့လုံးဆုံးကလောကခရတ်မှာ ရှိုက်ထားပြီးဖြစ်တယ်။အမှုပြီးသွားပြီးဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကယုံကြည်ရင်ကဲနေခြင်းနဲ့ဆိုင်တဲ့အဲဖြောင့်ဝတ်ခြင်းတရားကကျွန်တော်တို့လက်ခံရရှိတာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်ချက်ပြောင်းလာတဲ့အစီအစဉ်အားဖြစ်တယ်။အဲကြောင့်ကျွန်တော်တို့ကအဲနော်ကျွန်တော်တို့မှာချိန်ချင်းရရှိခဲ့ရှိကောင်းရှိခဲ့မယ်ရှိလည်းရှိမယ်သို့တော်ညာလည်းပဲခရစ်တော်ရဲ့ကားတိုင်ပေါ်မှာကျွန်တော်တို့ကိုစားချိန်ချင်းကိုရိုက်အဲချိန်ချင်းကိုအသေးခံပေးခြင်းအားဖြင့်နော်ကျွန်တော်အပြစ်ကျိုးဆက်ပေးခြင်းအားဖြင့် ထိုကျင့်ရင်းတွေအလုံးစုံကမင်္ဂလာဘက်မှာတက်သွားပြီဖြစ်တယ်။တင့်တင့်အတ္တကပြောင်းလဲသွားဖြစ်တယ်။ဒါကြောင့်မလို့ဒီဒီတီတီကောအမ် sorry နှစ်ကောငါဆက်ပေါ်မှာဆိုရင်လူမီတီကခရစ်တော်မှာရှိရင်အသိပြုပြီးတော့တက်တော့ဖြစ်နေတယ်။ ပါဝင်တော့ဘုရားတို့ဒီအကြောင်းလေးတစ်တိမ်တော့ဘုရားတို့တိတိကျကျပြီးဆိုတော့ဘုရားပြန်ပြပေးတယ်။အဲ့တော့ကျွန်တော်ဒီအဓိကပြောချင်တာကအဦးဆုံးပြောချင်တဲ့အရာကကျွန်တော်ဝိညာဉ်အဒီဒီဖို့အတွက်ဆိုရင်ယင်းဆုံးခရစ်တော်မှာမဖြစ်မနေဘူးတရားဘောကဒါအရေးကြီးဆုံးအချက်ဖြစ်ပါတယ်။အဲ့တော့တင်ရအတ္တကခရစ်တော်မှာမတည်ပဲနဲ့ခရစ်တော်ကဒီမတည်နိုင်ဘူး။လိန်တော်တိဖြစ်လာဖို့အတွက်လိန်တော်ပင်ဖို့ပြီးခိုရတယ်လို့ကျွန်တော်ကဝိညာဉ်အဒီဒီဖို့အတွက်ဆိုရင်ကျွန်တော်ကခရစ်တော်ပြတဲ့ယေရှုခရစ်ကိုကျွန်တော်ကအလောင်းဆုံးပြီးခိုလို့ရတာဖြစ်တယ်။အဲ့တော့ကျွန်တော်အပင်တပင်အကန်းကိုကြည့်တဲ့အခါမှာမိခိုတဲ့အခါမှာသူကလုံးဝ ်မှာအပြည့်အဝမီကိုထားတာဖြစ်တယ်။အဲ့တော့အဲ့လိုပဲကျွန်တော်တို့ကလည်းပဲခရစ်တော်မှာကျွန်တော်ရဲ့ယာနှုံးဖြစ်ကျွန်တော်ရဲ့အသက်တာကိုခရစ်တော်မှာတည်မြေဖို့လိုအပ်တာဖြစ်တယ်။ဒါကြောင့်မလို့ကျန်တာပေါ့လေလူမီတီကခရစ်တော်နာရှိတယ်။အဲ့ကျွန်တော်တို့ကခရစ်တော်နာအမှန်ကန်တည်ပြီဆိုရင်နော်ဟောင်းတော့အရာတို့ဒီပြောင်းလဲပြီးခတ်တိန်တော့အရာတို့ဒီပြောင်းလဲပြီးဟောင်းတော့အရာတွေကျွန်တော်တို့ဇာတိပွဲတွေအဟောင်းကျွန်တော်တို့ရဲ့ချိန်ချင်းကျွန်တော်တို့ခံစားနေရတဲ့ အဲကျင်းရင်းအမင်္ဂလာအမျိုးမျိုးကျွန်တော်တို့လူအနေနဲ့မတက်နိုင်ခြင်းတဲ့ဒီဇာတိဘက်တိအလုံးစုံကပြောင်းလဲပြီးတော့မှဝိညာဉ်အသီးတွေရဲ့ဒီအသီးတွေပြောင်းလဲပြီးတော့မှအရာဖက်တဲ့ကတိတ်ဖြစ်ပါဖြစ်တယ်ဆိုတော့ပြောတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်တို့ကရှုပ်စလုံးမှာရှိတယ်။ကျွန်တော်တို့အဲ့ဒါကျွန်တော်တို့ဦးဆုံးလိုရတာကကျွန်တော်တို့ကခရစ်တော်စီမှာတည်ဖို့လိုရတဲ့ဆိုတော့ကျွန်တော်ပြောချင်တာဖြစ်တယ်။ခရစ်အဲ့ဒါမှသာခရစ်ကကျွန်တော်စီမှာပြန်တည်မှာဖြစ်တယ်။တင်ညာကဒါနည်းနည်းလေး ဲဆက်ပြောမယ်အတိအကျကျွန်တော်ပြောချင်တာကျွန်တော်ကအိုးဆုံးခရစ်တော်ဆီမှာတည်ဖို့လိုလာပြီတဲ့ခရစ်တော်ကျွန်တော်တို့ဆီမှာမတည်ခင်ပြောချင်တဲ့ဘောကခရစ်တော်ရှိတဲ့နေရာခရစ်တော်ကိုကျွန်တော်ကဥအရင်ဥဆုံးဥတည်ဖို့လိုရတဲ့ဆောက်ကြောင်ဒီမှာအတိအကျပြောချင်တာဖြစ်တယ်အဲ့လိုမှလာဒါလို့ဆိုဖျားခင်ကိုကျွန်တော်အမိပြုမှသာကျွန်တော်ရဲ့အတ္တကအာ6တိတော်အတ္တမဖြစ်သွားမှာဖြစ်တယ်နော်အဲ့ပင်စီရဲ့ပင်စီပင်စီက ်အကန့်ခတ်တွေအားလုံးရဲ့အရင်းမြစ်ပဲဖြစ်တယ်ဒီပင်စီကနေပြောမှာအကန့်ခတ်တွေအကုန်လုံးကသူကပြန်ဖြန့်ဝင်ပေးတယ်လို့ပဲကျွန်တော်တို့ကလည်းခရစ်တော်နဲ့ကွာဝင်နေပြီဆိုရင်ကျွန်တော်ကဖက်ပါတီမတီတော့ကျွန်တော်အသက်တာကတစ်ဖြည်းဖြည်းဟာရယာရှိမှုတွေနေပါတော့လည်းနောက်ဆုံးမှာ6တွေ့ပြီးတော့မှပြည့်စည်သွားမှာဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဦးဆုံးအနေနဲ့ဆိုရင်ကျွန်တော်ခရစ်တော်မှာတီဖို့အဦးဆုံးကျွန်တော်ဒီနေရာမှာခွန်အားပေးလို့တာဖြစ်တယ်အဲတော့ကျွန်တော်ခရစ်တော်မှာခရစ်တော်နဲ့ အဲ့တော့ကျွန်တော်လူတွေများစွာကျွန်တော်တို့တွေ့ရပေါ့လေတွေ့ရ friend တွေများစွာတွေ့ရအခွင့်အရေးများစွာတွေ့ရအဲ့တော့ကျွန်တော်အတ္တတာကြည့်တဲ့အခါမှာတို့ရဲ့အသက်ရှင်ခြင်းကိုကျွန်တော်တို့ကြည့်တဲ့အခါမှာတဲ့နှစ်ယောက်ကတူချင်မှာတဲ့နှစ်ယောက်ကမတူကြဘူးပေါ့အဲ့တော့တချို့ friend ဆိုလည်းကောင်းတဲ့ friend တွေရှိတယ်တချို့ friend ဆိုလည်းမကောင်းတဲ့ friend တွေရှိပေါ့တချို့အမျိုးမျိုးရှိတယ်အဲ့တော့အဲ့ကျန်းမှာလည်းကျွန်တော်အတိတ်လေးဖော်ရတာဖြစ်ရငါ့ကိုတခင်တခင်လို့ခေါ်တာလေကောင်းတဲ့လူရောရောမဟုတ်ဘူးလို့ပြောတာဖြစ်တယ်အဲ့တော့ပြချာငါခမဲတော်ရဲ့အလိုကိုဆမ္မတာအာ ကောင်းနိုင်ငံရောက်မှာဆိုတော့မှအဲပြောထားတာဖြစ်ဆိုတော့ချက်တော့နားလဲစီတာဖြစ်အဲ့တော့ကျွန်တော်တို့ခရစ်ယာန်တွေအတ္တကကျွန်တော်ကခရစ်ယာန်တွေဖြစ်နေတယ်ပြောရလဲတချို့တော့ဟိုရင်ကျွန်တော်တက်ပြင်ရင်မှာကြည့်ရအောင်ဆိုတော့ကပ်ပြင်နေရှိတယ်လေအဲ့တော့ကပ်ပြင်ရှိတဲ့ခါမှာအာကျွန်တော်က အမှတ်တမှန်ကြည့်ရတဲ့အခါမှာထို့အပြင်ကဲတော့ကျွန်တော်ထင်ရတော်များလည်းပဲကျွန်တော်တို့ရဲ့အတ္တမရှိအသီးကိုကြည့်ချင်တာပဲတို့ဒီခရစ်တော်ရဲ့တပည့်ဟုတ်မဟုတ်ကျွန်တော်တို့နားလည်နိုင်တာဖြစ်ပါလေဒါမှမဟုတ်ဒီယောဟန်16မှာဆက်လည်းပဲတင်တို့ဒီများဆက်တော်အသီးကိုတည်ချင်အပြင်ငါ၏ဘုန်းတော်ကိုထင်ရှားစေ၍ငါ၏တပည့်မှန်ဖြစ်ကြလိမ့်မည်လေတို့ရှင်ကတပည့်မှားလည်းရှိတာဖြစ်တယ်ဒါခရစ်တော်ရဲ့ဘုန်းတော်တင်းရဲ့အချင်းတင်းရဲ့အတ္တအားဖြင့်မထင်ရှားဖို့ဆိုရင်တော့တင်းရဲ့တပည့်တော်ဖြစ်ခြင်းကလိုအပ်ချက်ရှိနေတယ်ဆိုတော့လည်းကျွန်တော်ဒီနေ့မှာထပ်လောင်းပြီးတော့ပါ ပြောကြားလိုတာဖြစ်ပါတယ်။အဲဒါနဲ့ကျွန်တော်တို့ဒီမှာအဓိကဒီနေ့ကျွန်တော်အဓိကပြောချင်တဲ့အဓိကအချက်ရှိတယ်ပေါ့လေ။အချက်ရှိရဲ့အဲ့တော့အဲ့တော့ကျွန်တော်တို့အသက်တာကအဲခရစ်တော်နဲ့တီဗီဆိုရင်ကျွန်တော်အသက်တာကခရစ်တော်အတီတီဦးလို့ဆိုကျွန်တော်ကဘာလို့လိုအပ်လဲဆိုပထမချက်နဲ့ဆိုကျွန်တော်ခရစ်တော်မှာကျွန်တော်တို့တီဖို့အဓိကလိုအပ်တယ်ဆိုတော့လည်းကျွန်တော်ပြောလို့တာဖြစ်တယ်။အဲ့တော့ကျွန်တော်ခရစ်တော်ကျွန်တော်တို့အဲ့တော့အပင်တပင်ကအတီတီတဲ့ကောင်ကတေချာတဲ့ထို့အပင်ကို ဖြတ်စည်းတတ်တဲ့သဘောတရားကရှိတတ်တယ်လို့အပင်တွေမှာစေအပင်ဖြတ်တဲ့စေအဲ sorry အပင်မှာစေအပင်ကိုဖြတ်စည်းတဲ့ပိုးပေါက်တွေပေါ့လေနော်ကပ်ပါလို့ခေါ်တယ်အဲလို့ခေါ်ရတော့ကျွန်တော်တိစားမသိပါဘူးအဲ့တော့ပြောချင်တဲ့အဓိကအရာကအပင်ကို ဖြည့်ဆည်းတဲ့အရာတွေရှိတယ်ပေါ့လေအပင်အတက်တော့အပင်ကိုဖြည့်ဆည်းစဘာဆိုတဲ့စဘာကိုဖြည့်ဆည်းတဲ့အရာတွေရှိတယ်အဲ့ဒါကျွန်တော်တို့ကပိုးသက်စီပေါင်းသက်စီတွေကျွန်တော်တို့တော်ဝင်ကြရတယ်ပေါ့လေအဲ့တော့ကျွန်တော်တို့ရဲ့ခရစ်ယာန်အတက်တာမှာလည်းပဲကျွန်တော်အသက်ရှင်ခြင်းမဖြစ်အဲကျွန်တော်အသက်ရှင်ခြင်းမှာဒါကအ ਨੇ အများရိုက်ခတ်လာမှာဖြစ်ပါတယ်အဲ့ကျွန်တော်တို့ဝိညာဉ်တွေတည်တဲ့အခါမှာလောကရဲ့ဆက်ကြောမှာရှိနေတဲ့အခါမှာအာဒီလောကကဒီလောကကကျွန်တော်အလုံးတည်ပြန်ပဲဟိုထားပါလိမ့်မယ်အဲ့တော့ကျွန်တော်ဒီ Det ။အဲတော့ကျွန်တော်ဒီလောကအပြစ်အပြစ်တရားထဲမှာရှိနေတဲ့အခါမှာကျွန်တော်အပြစ်တရားနဲ့ဖွဲ့ပြားစွာအသက်ရှင်တဲ့အခါမှာလောကရဲ့ဇာတိပရိယမဟုတ်ဘဲနဲ့မှခရစ်တော်ရဲ့ဝိညာဉ်ပရိယနဲ့အသက်ရှင်တဲ့အခါမှာကျွန်တော်တေချာတယ်လောကရဲ့ဇာတိပရိယဆံရင်ဆိုင်မှုကျွန်တော်ကြုံလို့ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်ကြုံရင်းမှာကျွန်တော်ဘလို့ရင်ဆိုင်မလဲဆိုရင်ကျွန်တော်တို့ဒီမှာအိပ်မှာပြောတဲ့တန်းတဲ့ကြီးခြောက်ခုကိုကျွန်တော်တို့ခလုံးကတိပီးတာဖြစ်တယ်ပေါ့လေ။အဲဒီမှာဆိုကျွန်တော်တို့နှုတ်ကပတ်တော်ဒီခုတော့ဓာတ်လို့ပြောတာဖြစ်တယ်။အဲကျွန်တော်တို့ကအတ္တတော်အမြဲတမ်းနှုတ်ကပတ်တော်ကိုဆွဲခံလို့ပြောတာဖြစ်တယ်။ဒီနှုတ်ကပတ်တော်ရဲ့ဓာတ်ဆွဲတော်ကသူကတိုက်ခတ်တဲ့ တယ်အဲတက်ခတ်တယ်ကိုယ့်ရဲ့ရန်တွေကိုဖြည့်ရှင်းတဲ့သဘောပေါ့လေဒီမှာ no quote တော့ဒါလို့ပြောတာဖြစ်တယ်အဲ့တော့ no quote တော့ကျွန်တော်တို့အတ္တကိုတိုက်ခိုက်ပြီးတယ်ကျွန်တော်ရဲ့အတ္တကို certificate တိုက်တွန်းလိုက်နေတယ်ဆိုတော့ no quote တော့ကျွန်တော်တို့ဖြည့်ရှင်းရမှာဖြစ်ပါတယ်အဲ့တော့ယုံကြည်ခြင်းဒီကူတော့ဘလားဟောဒါလည်းကျွန်တော်အရေးကြီးတယ်ကျွန်တော်ဒီ no quote ကိုအပြည့်အဝယုံကြည်ဖို့လိုတယ်ဖြစ်တယ်ဒါမှကျွန်တော်တို့ဆိုမှလာတဲ့မှာလာတဲ့မှာစာရမှာနဲ့တိုက်ခိုက်မှုမှန်တယ်မှာကိုကျွန်တော်ကတံပြန်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ရဲ့အတ္တကခရစ်တော်နဲ့အသက်ရှင်ပြီးကိုယ့်ကိုခရစ်တော်တည်ပြီးတော့ ကိုယ့်ကိုယုံကြည်စိတ်ချလို့တည်ချကျွန်တော်ကနှုတ်ကပတ်တော်မှာအမြဲတမ်းတည်ဆောင်နေဖို့လိုအပ်တာဖြစ်တဲ့ဒါဆိုတဲ့အရာက စစ်သားတွေမှာကျွန်တော်အမြဲတမ်းချစ်ကိစ္စသားတွေပေါ့ရောင်းဆက်လို့အမြဲတမ်းဓာတ်ကိုစောင့်နေရှိတယ်။အရေးပေါ်အခြေအနေတွေလိုအပ်တဲ့အချိန်တိုင်းမှာထုတ်သုံးရတယ်သူတို့ကဒီဓာတ်နဲ့အတိုင်းကိုအမြဲတမ်းစောင့်နေရှိရပေါ့။အဲ့တော့ကျွန်တော်တို့ကလည်းနှုတ်ခတ်တော်ဖြစ်တဲ့အဲနှုတ်ခတ်တော်ဖြစ်တဲ့ဖျားအဲနှုတ်ခတ်တဲ့တမန်ကျမ်းစာကျွန်တော်အမြဲတမ်းကန်ဆောင်ပြီးတော့မှယုံကြည်ဖို့အမြဲတမ်းဖက်ဆက်ဖို့တော်လိုက်ရတော့ကျွန်တော်တည်ဆောင်ဖို့လိုအပ်တာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ယုံကြည်နေရှိတဲ့အခါမှာဆိုရင်ဒီခါလေးမှာကျွန်တော်တကယ်ကြုံလာတဲ့အခါမျိုးတွေပါဆိုရင်ဒီမှာနှစ်ကောင်းငါးတက်ပါဆိုရင်ကျွန်တော်တို့ဒီလောကဘာနဲ့ပေါ်ဆောင်တဲ့ဆိုတော့ယာယီတယ်နဲ့ ်ပုံဆောင်တာလည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်မြင်နိုင်အောင်ဖြစ်တယ်ပေါ့အဲ့တော့နှစ်ကောင်းငါးတိမှာဆိုရင်အဲနှစ်ကောင်းငါးတိမှာဆိုရင်ဒီဒီအဲဒီအရာကပဲဒီလောကကျင်တာအရာကြီးတည်းဖြစ်တယ်တဲ့ကျွန်တော်တို့ကတော့မှနိစ္စထာဝရမပြတ်စနစ်နဲ့အိမ်တော်ရှိတယ်တဲ့အဲ့တော့အဲ့လိုအိမ်တော်ရှိတဲ့အခါမှာအဲဟဲ့ဘာဆိုမြင်တယ်ပေါ့ဘာနိစ္စထာဝရအိမ်ရှိရမှာလို့သိရတယ်အဲ့တော့ဒီမှာကျွန်တော်နိစ္စထာဝရအိမ်နဲ့ကျွန်တော်ရှိတဲ့ဒီအခါမှာကျွန်တော်အဲ sorry ကျွန်တော်ပြောပြပါမယ် အဲ့တော့ကျွန်တော်တို့ကဥမာဖြစ်စဉ်တိုက်ကြီးတိုက်ဆောင်နေတယ်တိုက်ကြီးတိုက်ဆောင်နေတယ်ပေါ့တိုက်ကြီးတိုက်ငါးတိုက်တိုက်ဆိုတော့ဆောင်နေဒါပေမဲ့အဲ့တိုက်ဆောင်လို့မပြီးသေးခင်မှာသူတို့ကအပြင်မှာနေရတယ်ပေါ့တဲဖို့လည်းမနေနေရကြတယ်နေနေအဲ့တော့နေတဲ့အခါမှာအာတဲဖို့ဆိုတော့တဲဖို့အားနေတဲ့တောင်ခံရတယ်ပေါ့လေခံတဲ့အခါမှာအဲ့လူကအားရောက်အောင်မဟုတ်ဘူးဘာကြောင့်လဲဆိုတော့မကြက်ကမငါတက်ဒီ တိုင်ကအစင်းနဲ့ရှိနေတယ်ဆိုတော့သူတိတိကပါအဟီလာတမန်တန်တန်သူကချမ်းချမ်းခံတယ်ဟောလေအဲအဲဆိုဆိုရအောင်မြော်နေချင်းနဲ့ညီစစ်တော်လေးဆိုတော့ဆက်လိုက်လို့မြင်ရတာဖြစ်တယ်ဒါကြောင့်ကျွန်တော်အဓိကပြောချင်တာကျွန်တော်တို့ကတစ်ခါတလေမှာကျွန်တော်တမာတရားနဲ့တည်တဲ့အခါမှာအာကျွန်တော်ကအောင်မြင်တော့သူတွေအောင်မြင်တော့သူတွေကိုကိုကိုကျွေးကြော်ကြတယ်အဲကျွေးကြော်ကြအဲ့ရှင်ပါလေကျွန်တော်တို့ကအဲ့လိုကျွေးကြော်လို့ကျွန်တော်က တချို့တော့အရာတွေကစာရမန်နဲ့တိုက်ခိုက်မှုလွတ်မြောက်သွားတယ်လို့ကျွန်တော်မဆိုလို့ဖြစ်တယ်။အဲ့လိုအချိန်မှာကျွန်တော်ကကြုံရတယ်။ဟုတ်တယ်သို့တော့ညာလည်းပဲကျွန်တော်ဒီမှာဖြစ်နေဆထားရင်းကိုကျွန်တော်မျက်မှောက်ပြုလိုက်တဲ့အခါမှာဒါတွေအကုန်လုံးကခဏတာခဏတာတိခန့်ပြန်ဖို့အတွက်ကျွန်တော်ကမျောနေစရာအကြောင်းတွေဖြစ်လာတဲ့အခါမှာကျွန်တော်ကတိခန့်ပြလာတာဖြစ်တယ်။ဒါကြောင့်မို့ကျွန်တော်အဓိကပြောချင်တဲ့အရာကဒီမှာဆက်လက်ပြီးအဓိကပြောချင်တာကညာဆက်လက်ပြီးအဓိကပြောချင်တာကျွန်တော်ယုံကြည်ခြင်းဆိုရင်တစ်ခါလဲမျောနေခြင်းမှတ်တယ်ကျွန်တော်တွေ့ပြမှတ်တယ် တော့ဖြစ်ရမျောလိချင်းနဲ့တီးခတ်နေပါလေဆောင်းတိုင်းစီရှင်တာဖြစ်ပါလေအဲ့တော့ကျွန်တော်တို့အဲ့တော့ကျွန်တော်တက်တော့ crypto နဲ့ TV ဆိုရင်တေချာတယ်ကျွန်တော်တို့ရဲ့အတ္တဓာတ်ကအဲကျွန်တော်တို့ရဲ့အတ္တဓာတ်ကအဝိညာဉ်တည်းစဒေးလာပြီဖြစ်တယ် ်။ဝိညာဉ်အတိရေစတင်လာပြီဖြစ်တဲ့တရားတော်ကိုနှိမ့်ချမြတ်ဆင်ခြင်အောင်မတော်သူဒီမင်္ဂလာရှိရတဲ့ထိုသူဒီမျက်နှာမှာဆိုင်တဲ့အချင်းကံကအတိကိုတီးလေအဲ့ညမြတ်တော်ကအပြန်တူလဲဆိုတော့မှဘာဟာခုမြောက်သောဆာလံကပေါ်ပြထားတာဖြစ်တယ်။ဒါကြောင့်ကျွန်တော်တက်တဲ့ခရစ်ဗနာတီးနေပြီဆိုရင်ကျွန်တော်ရဲ့အတ္တဝိညာဉ်အတိရေစတင်လာပြီဖြစ်တဲ့။တင်းရဲ့ခရစ်တော်နဲ့တီးရှိမှုကပုံရမခရစ်တော်နဲ့တိုင်းမှာတီးခရစ်တော်နဲ့တိုင်းသွားလာလေနဲ့နောက်ဘက်တိုင်းဆုံယူလေလေတင်းရဲ့အတ္တဝိညာဉ်အတိကတိုင်းမှာထင်ရှားလာမှာဖြစ်တဲ့။အဲ့တော့ထင်ရှားလာတဲ့အခါမှာတင်းရဲ့အတ္တ အားဖြင့်အဲလူများစွာကလည်းတိဆောက်စရာဖြစ်လာမှာဖြစ်တယ်။အဲအဲဝိညာဉ်အဲအတိတ်သဘောကအတိတ်ကအတိတ်တည်ရုံနဲ့တည်းမပြီးသေးဘူးဖြစ်တယ်။သူရဲ့အတိတ်မှာနောက်ထပ် function တစ်ခုရှိတယ်ဒါကအစီဖြစ်တယ်။အဲဒီအစီကနောက်ထပ်မျိုးစေ့ကြပြီးတော့အပင်ပေါက်တယ်တဲ့။နောက်အပင်ပေါက်တဲ့ပြဿနာကအတိတ်တိုင်းမှာနောက်မျိုးဆက်တဲ့ရှိရပေါ့။ဒါပြဿနာကတည်ရုံဝိညာဉ်အတိတ်အတိတ်ချင်းကလူများစွာနဲ့တိဆောက်စရာစိုက်ဝေးစရာဖြစ်ဖို့လဲဖြစ်လာမှာဖြစ်တယ်။ဒါကြောင့်မို့တည်ရုံအတိတ်ကိုဖြတ်စင်းအောင်အာစာရမဏေက ဆာလမန်နဲ့ကကျွန်တော်တို့ကိုတားဆီးနောက်ဆက်မှာဖြစ်ပါတယ်အဲ့ရောင်းလို့ကျွန်တော်ကဒီနေ့မှာနှုတ်ဘတ်တော်ဖြစ်တဲ့နှုတ်ဘတ်တော်ဖြစ်တဲ့အဲနှုတ်ဘတ်တော်ဖြစ်တဲ့ဓာတ်နဲ့ယုံကြည်ခြင်းတောင်ကျွန်တော်အမြဲတမ်းကြီးကြပ်စေချင်တာဖြစ်တယ်ပေါ့လေအမြဲတည့်ဆောင်သွားစေချင်တာဖြစ်တယ်အဲ့တော့ကျွန်တော်ပြရတယ်ကျွန်တော်တို့ခရစ်တော်နဲ့ မှန်စစ်ကျွန်တော်ဝိညာဉ်အတီတီးတဲ့အခါမှာလည်းပဲဝိညာဉ်အတီတီးတဲ့အခါမှာကျွန်တော်ဝိညာဉ်အတီးကဒီအတီးကလူတိုင်းအတော့ဖြစ်တယ်ပေါ့လေအတီးကကန့်တတ်ထားတာမရှိဘူးပေါ့လေအဲ့တော့ဖျားခင်ကယ်တင်ခြင်းကလည်းကန့်တတ်ထားတာမရှိဘူးဖြစ်တယ်ကဘာမှာရှိရမှန်ညွှန်းဖို့မြန်လူတိုင်းအတွက်ကယ်တင်ခြင်းကလက်ခံတော်သူတိုင်းအတွက်အလကားပဲဖြစ်တာဖြစ်အလကားရတာဖြစ်တယ်ထို့အတွက်ဒီကျွန်တော်ဝိညာဉ်ပြီးကြလည်းပဲကျွန်တော်ချစ်တဲ့လူပုံပဲပြရမှာမဟုတ်ဘဲနဲ့မှချစ်ချစ်အချစ်ချစ်လူတိုင်းကိုပြရမှာဖြစ်တယ်အဲ့တော့ဝိညာဉ်အတီးက ဒီဝိညာဉ်တည်းကိုလက်ခံလိုက်တဲ့လူတိုင်းရဲ့သက်တာမှာဒီ gain music ကလည်းဆက်လက်ပြီးမှတည်ဆောင်လာတယ်ဆိုတော့ပိုက်ရဲလဲဆိုလဲဆိုထက်အောင်ပြောချလိုတာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်တို့ဒီကားလေးမှာကျွန်တော်တို့ကခွဲခြားတတ်မှတ်ကြတယ်ပေါ့လေ။ခွဲခြားကြတယ်တတ်မှတ်ကြတယ်ဒါပေမဲ့ခုတစိုးလေဆိုရင်လည်းအဲသူတို့ရဲ့ view စဉ်းစားရအပြင်ကျွန်တော်တို့ကလည်းချိန်ချိန်ခံရတဲ့လွယ်စားခြင်းနဲ့ကျွန်တော်တို့တတ်မှတ်တတ်ကြတာဖြစ်တယ်။တိုးတော်မှာလည်းခုချိန်ညှိအလုံးစုံမှာခရစ်တော်ရဲ့ကားတယ်မှာအတိတ်ကနေရှိအပြင် ြီးဆုံးသွားပြီဖြစ်တယ်။ဒါကြောင့်လို့အခုချိန်မှာအာကျွန်တော်တို့ကဖျားပြီးနေတယ်ပါအခုလုံးအတူတူဖြစ်တယ်။တမန်ကျန်တဲ့ဘာလဲပထမတက်ပြတယ်။လူအပေါင်းတို့ဒီကဲတင်ချင်းတို့ရောက်ပြီတမန်ပြောက်သိစီခြင်းအမျိုးရှိလူအပေါင်းဆိုတာကလူတယောက်ပုံမှာအချန်အောင်ဖြစ်တယ်အကောင်လုံးဖြစ်တယ်။ဘယ်လိုလူတောင်းဆိုလူဖြစ်နေတဲ့မျိုးစိတ်တိုင်းတမန်ပြောက်ကိုဖျားနေသိစီခြင်းတာဖြစ်ပါတယ်။ဒါပေမဲ့တင်းရဲ့ဝိညာဉ်အတိအကလည်းပဲလူတူးတယောက်တည်းအတွက်မဟုတ်ဘဲနဲ့မှလူတိုင်းအတွက် တင်ဝင်ရင်ဒီကတင်းနေတဲ့သူဖြစ်ဖြစ်ကိုပြီးစိုက်စေခြင်းနဲ့အဲတတိယစေခြင်းနဲ့နောက်တစ်ချက်အနေနဲ့တင်းရဲ့အတ္တတာမှာတင်ဝင်ရင်ဒီဒီကအခါမှာအနည်းနဲ့အများလားစာလမ်းမှာလည်းနောက်ရှာမှုစုံစမ်းပြီးဆောင်မှုကရှိနေလို့ရှိနေတာဖြစ်တယ်။အဲဒါလည်းရှိတယ်မှာဖြစ်တဲ့အခါမှာတင်းရဲ့အတ္တတာမှာပြန်မှလဲချတော့ဖို့မဟုတ်ဘဲနဲ့မှာမုတ်ဘတ်တော်ဖြစ်တဲ့ဒါနဲ့ယုံကြည်ခြင်းလောကိုထက်ဆောင်တက်ဆောင်ပြီးတော့မှာ နောက် next slide မှာရှိရှိလဲဖန်ဆောင် next slide ထောက်ရအင်ကိုကျွန်တော်တို့ကထောက်ရမျက်မှောက်ပြုရဲကျွန်တော်ဒီကိစ္စကကြုံရတဲ့အရာလို့ဒီခံရပြီးတော့မှကျွန်တော်ကြော်လာဖို့ဖြစ်တာဖြစ်တယ်။ဒါပေမဲ့ကျွန်တော်အခြေအနေကိုကျွန်တော်ကြုံရတဲ့ကပ္ပဟာလူဆိုလာကခံစားချက်နဲ့အဲရှိတဲ့ပတ်ကြောင့်ထားရမှာခံစားရတုံ့ပြန်တက်ကြပါလေ။ဒါကလူတိုင်းသဘောတော်ပါဖြစ်တယ်။လူတိုင်းရဲ့သင်ငယ်ထားလည်းဖြစ်ပါလေ။သို့တော်လည်းထိုအရာကိုကျွန်တော်တို့ကဒါဒီမျော်လင့်ခြင်းနဲ့ ဒီပြန်ချင်းဆွေရထပ်ပေါင်းလို့ကြော်လာကြရပါဘာလို့ကိုတော့တဲဆုံးမကြော်လာကြရပါအဲ့တော့ငါတို့ဒီလိုအချိန်လေးစုံစမ်းနေချင်းကြုံလာတဲ့အခါမှာခရစ်တော်ကိုယ်တိုင်ကယေရှုခရစ်တော်ကိုယ်တိုင်ကပဲစုံစမ်းနေရေးကိုကြုံရတာဖြစ်တယ်အဲ့တော့ကျောင်းထဲမှာသူပါနဲ့တိုက်ထုတ်တယ်အဲ့သူက နှုတ်ခွတ်တာလည်းပဲတတ်ထုတ်သွားတာဖြစ်တယ်အဲ့တော့ဒုက္ခစားချက်နဲ့သူတိုင်းထားဖို့ဥပမာဖြစ်ဆိုဖျားတဲ့အမြင့်ဆုံးသောဖျားရဲ့ဒါဖြစ်တဲ့သူ့မှာအမြင့်ဆုံးဖျားရဲ့ဂုံဘုံတွေရှိနေတာဖြစ်တယ်အဲ့တော့စာနယ်ကတက်ခိုက်ခံမှာဒါလိုစာပြီးတက်ခိုက်ရပါဘူးမင်းကဖျားသားဖြစ်တဲ့ဆိုရင်စာနယ်စကားနဲ့စလာတယ်ပြောတယ်အဲ့ကြောင့်ကိုမဟုတ်ဖြစ်စီပါမင်းကဖျားသားဖြစ်တဲ့ဆိုရင်တည့်ရဲ့ကျန်းစာထားတဲ့စာတပင်မျိုးကျဲအဲသူ့ရဲ့ဖြစ်ခြင်းကိုရဲ့ဖြစ်ခြင်းမာနနဲ့အဲစာပြီးတက်ခိုက်ကြတယ်တက်ခိုက်တယ်တက်ခိုက်တယ်ပေါ်စာနယ်က အဲ့ချိန်မှာခရစ်တော်ကသူ့ရဲ့စိတ်ခံစားချက်ကိုမတော်လို့မော်ရီအဲ့တမာတရားနဲ့တူပါဘက်ဖဲခံတော့ဆုံးမချက်လို့တူရတိုင်းပဲကျွန်တော်တို့ဘက်ဖြစ်ကြည့်ဆိုင်နဲ့နောက်ဆုံးမှာခမဲတော်ရဲ့လက်ရံပေါ်မှာတိုင်းရဲ့အခြေပြန်ချက်ရှိရတဲ့ဆောင်းကျွန်တော်ဆက်လို့မြင်ရတာဖြစ်ပါလေဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တော်မှာလည်းကျွန်တော်တို့စိတ်ခံစားချက်နဲ့တိုက်ထုတ်ပါတဲ့စာရင်ကျွန်တော်ကကျွန်တော်ဝိညာဉ်လေးဒီခဲ့အခါမှာဝိညာဉ်လေးထင်ရှားတော်ပြတဲ့အခါမှာတချို့သောလူတော်ကလည်းလေမန်ဒီကိုလူတိုင်းချက်ချင်ပါချက်နဲ့တိုးတော်များလေး အဲ့တော့အဲ့လိုတက်ခိုက်ကြတဲ့အခါမျိုးတွေမှာကျွန်တော်တို့ကခံစားချက်ကိုဦးတည်မှန်းနဲ့ဆိုင်ရင်ငါ့ကိုနောက်ွက်တော့ဘယ်လိုပေါ်ပြတယ်လဲတော့တခြားလူကဘယ်လိုပြောလဲဆိုတာထက်ဆိုင်ရင်နောက်ွက်တော့ငါ့ကိုဘယ်လိုမျိုးတွန်းလှန်စီရှင်လဲဘယ်လိုတက်ထုတ်စီရှင်လဲငါယုံကြည်ခြင်းကတော့တမန်တော်မှာရှိတဲ့ယုံကြည်ခြင်းနော်အဲတမန်တော်ကယုံကြည်ခြင်းအပြီးတရားဖြစ်တယ်ကျွန်တော်တို့ယုံကြည်တဲ့နေရာပြီးတယ်ဘုရားအရေးကြီးတယ်အဲတတိထားကိုလည်းပြောရတာပဲကိုယုံကြည်ရမှာရင်ကိုယ့်ရဲ့ချက်ချင်းမှာမှာဖြစ်တယ်။အဲကိုယ့်ရဲ့ချက်ချင်းမှာကိုယ့်ရဲ့အသက်ရှင်နေတာလည်းမှာမှာဖြစ်တယ်။ ဒါကြောင့်မလို့ကျန်ရဲအသက်တိုင်းမှာဒီလိုသမားဒီဆိုင်စီချင်တယ်။အဲကျွန်တော်ကစာရေးပွဲလေးကိုကျွန်တော်ကမိခိုလိုက်ပြီးဆိုရင်ကျွန်တော်ကအဲအဲကျွန်တော်ကစာရေးပွဲမှာကျွန်တော်အသက်တာတည်ဆောင်းလိုက်ပြီးဆိုရင်ကျွန်တော်အသက်တာမှာကိုလို့ချင်တာကိုလို့ဆိုတဲ့စကားနဲ့အဆောက်အအုံမှာဖြစ်တယ်။ခရစ်တော်လို့မှာဆိုတဲ့စကားနဲ့ဆိုင်ကိုကိုယ်အသက်ရှင်ခြင်းနဲ့အသက်ရှင်လာတာဖြစ်တယ်။ဒါရှင်လို့လာတဲ့အရာတွေဖြစ်လာတာဖြစ်တယ်။အဲတော့အဲခါတိုင်းမှာကျွန်တော်တို့ကစဉ်းစားလိုက်ကြတယ်ပေါ့လေကိုယ့်ရဲ့စာနာကိုယ့်ရဲ့အော်အဲ free will လို့ခေါ်တာကိုယ့်ရဲ့အဲငါလည်းမပြောရဘူးလေကိုယ့်ရဲ့ရှိချင်ပေါ့လေအဲ my body my child body အဲ့လိုပြောရစီပါငါခန္ဓာမှာရွေးချယ်မှုဆက်တဲ့အဲ့လိုပြောတတ်မှတ်တဲ့အခါမှာတစ်ခါတလေမှာငါခန္ဓာမှာရွေးချယ်မှုဆိုတဲ့အရာကကိုယ့်ကိုယ်ကိုထိခိုက်တာကိုယ့်ကိုသိချင်ပါလေသိမယ်အဲသိရင်လည်းသိမယ်သိချင်ပါလေသိမှာဖြစ်တယ်တိုးတော်ညာလေဖျားခင်ကအလုံးစုံကိုသိတာဖြစ်တယ်ဒါကြောင့်ဖျားခင်ကကျွန်တော်တို့အကောင်းဆုံးနှမ်းကိုပြင်ဆင်ပေးတဲ့အခါမှာတစ်ခါတလေကျွန်တော်တို့တို့ကဒါက အလက်တော်ပုံစံကြည့်တဲ့အခါမှာဒီဖျားကြီးကျွန်တော်ပြင်ဆင်ပေးတဲ့လမ်းကမကောင်းလို့ထင်ရတတ်တယ်ထင်ရတတ်တယ်ဒါကြောင့်လက်ရှိမှာမြင်ရတဲ့လောတာကိုပဲကျွန်တော်တက်တာဥမှထားကြည့်မယ်ဆိုရင်လောတာကကောင်းမွန်တဲ့မျိုးကိုကြည့်တဲ့အခါမှာသူ့ရဲ့မျက်စိထဲမှာဒါကကောင်းတယ်ဆိုတာသူရွေးချယ်သွားတယ်ဒါပေမဲ့အဆုံးသတ်မှာထုံမျိုးကပြစ်စစ်ချင်းနဲ့ပါဆိုသူ့ရဲ့ပစ္စည်းတွေလည်းအကုန်လုံးတခါတယ်ပါသွားတာဖြစ်အဲ့လိုပဲကျွန်တော်ပြည့်တက်တာမှာတခါလေးခရစ်တော်ကကျွန်တော်တို့ရွေးချယ်တဲ့အခါမှာဟာ အစိုးရတော့မှမကြံစီဘူးဖြစ်တဲ့ဆက်ကြောင့်နားလဲစေချင်တယ်။ဒါပေမဲ့ခွတ်တော်အိုးလုံးကတက်ရှင်တဲ့အခါမှာနောင်နောင်ရဆရာအကြောင်းကြီးနဲ့ရှိလာမှာမဟုတ်ဘူးဆိုတော့ဒီနေ့မှာတဲ့ပြောလို့လာဖြစ်ပါလေ။အကြောင်းလို့ကျွန်တော်တို့အသက်တာကခါဒီကိုကိုရဲ့ရွေးချယ်မှုကကောက်ကိုတော့ကောင်းကောင်းကိုဘောက်ကိုတိချင်မှတိနေကျွန်တော်တို့ကမြင်နေတာနောက်တက်နေတာကျွန်တော်တို့မြင်နေတာမဟုတ်ဘူးဖြစ်တယ်။ တော်တော်လည်းအရာမလို့မသိရဖျားပါကျွန်တော်တို့အကောင့်ဆုံးရွေးချယ်မှုကံနိုင်နေတဲ့အခါမှာကျွန်တော်တို့ကအလိုတော်ကိုမိုင်းပေါ်ဒီမိုင်းချင်းခဲ့စာရင်ကိုလုံးအလိုတော်ဆိုတော့ကျွန်တော်ခံတတ်တော့သူဖြစ်စေဖို့လည်းကျွန်တော်ဒီနေရာမှာထပ်ဆောင်ခွန်အားပေးလို့ရဖြစ်တယ်ခရစ်တော်ကကယ်တဲ့ရှင်မဦးရင်မှာသူ့အလိုဆန္ဒကဒီခုကိုကြော်ချင်တာဖြစ်တယ်တိုးတော်များလည်းပဲကိုယ်တော်အလိုတော်တိုင်းဖြစ်ပါစေဆိုအလိုတော်ကိုခံခဲ့တည်နေသူကျွန်တော်ကလည်းခရစ်တော်မှာတည်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ခရစ်တော်က သူခမဲတော်အလိုတော်ကိုခံခန့်ပြီးကျွန်တော်တို့ကလည်းပဲဘုရားရှင်အလိုတော်ကိုဝန်ခံတော်သူတွေဖြစ်စီဖို့လည်းဒီညမှာပြောင်းလဲခွန်အားပေးလို့တာဖြစ်ပါလေ။အဲဘုရားပြောကျွန်တော်အတိတ်ကအနောက်ဆုံးအဆုံးသတ်နေတယ်ကျွန်တော်အတိတ်ကပြောချင်တဲ့အရာကဝိညာဉ်အတေတီးတဲ့အခါမှာကျွန်တော်ရဲ့အတ္တမှာ အာကျွန်တော်ရဲ့အတ္တကလူပေါင်းများစွာအရှိမအာပုံသက်တွေကဘုံတော့ထင်ရှားပြောမှာတပည့်ရင်ဖြစ်လို့ကျွန်တော်ဒီနေရာမှာအဓိကခေါင်းဝန်းပေးလို့ရတယ်။အဲတော့ကျွန်တော်ဝိညာဉ်အတေးတေးတဲ့အခါမှာကျွန်တော်ရဲ့တက်တော့ကျွန်တော်မဖြစ်လဲလို့ဆင်ကျင်အောင်ကျွန်တော်ဝိညာဉ်အတေးဖြိုးတက်ဆက်ဥစားကျွန်တော်ကခရစ်တော်မှာအပြည့်တော့ရာတော့နေကျွန်တော်တို့မိခိုးကိုကျွန်တော်တို့ကလိုဝိုင်းတာဖြစ်ပါတယ်။အဲအပြင်ကိုကြည့်တဲ့အခါမှာသူကခရစ်တော်မှာပဲအပြည့်ဝရာနေဖြစ်ထောက်ပံ့ထားတယ်လို့ပဲကျွန်တော်ရဲ့အတ္တကလည်းပဲခရစ်တော်ရဲ့ကောင်ကျွန်တော်အပြည့်ဝမိခိုးထောက်ပံ့ထားလို့လိုဝိုင်းတာဖြစ်ပါတယ်။ ဒါမှသာခရစ်တော်ရှိကလာတဲ့နေရာတွေကျွန်တော်တက်တော့အပြေဝစီးနေတဲ့လောခံစားနိုင်မှာဖြစ်ပါတယ်ခံစားမှာလည်းကိုယ်လည်းနားလည်းဖြစ်တယ်အဲ့တော့တချင်တော့ရှိတဲ့တိုးရွေးကြည့်လို့တိုးရွေးချစ်လို့တိုးရွေးချစ်လို့တိုးရွေးကိုချင်းအတန်တော့တော့အတန်စင်တော့မတော်တော့ဘူးလေအဲ့တော့အဓိကကတိုးရွေးတိတဲ့အခါခရစ်တော်ကတိုးရွေးတိတဲ့အခါခရစ်တော်ရဲ့မှာချစ်လာမှာဖြစ်ပါတယ်အဲ့တော့ခရစ်တော်ဟာတိုင်းမိခိုကြည့်ပါမိခိုကြည့်လေလေအဲပြန်ပြန်ချစ်တာတိုင်းထင်ရှားလေးဖြစ်တာပြည်တော့ ခေဖယားနဲ့အချက်တော်သားတွေထင်ရှားလာတဲ့အခါမှာကျွန်တော်ကလည်းဒါကိုလိုချင်ပါမှာဖြစ်ပါတယ်ဒီဒီဆရာသားလေးကပုံကျွန်တော်တွေ့နေတာဖြစ်ပါလို့ကျွန်တော်ဖြားရဆက်တဲ့တော့ဒီရှင်ကိုမချိုက်ဖြစ်ပြန်မှာပါတယ်ပေါ့မပါတယ်အကြောင်းကပါလို့လဲဆိုဖယားကျွန်တော်တနေ့တက်ပြီးပြီးစရာကောင်းတော့လို့ပါဘုရားတော်ညာလည်းပဲခရစ်တော်ကျောင်းပြီးခေါ်လာတဲ့အခါမှာခရစ်တော်ချင်းကျောင်းနားလည်လာတဲ့အခါမှာခရစ်တော်မှာတိုးရိုးလိုချင်လာတာဖြစ်ပါတယ်။ဒါမှကျွန်တော်အတတ်ပြည့်ခံစားခဲ့ရတာဖြစ်ပါတယ်။ ဲ့တော့ဒီတခြင်းကပုံမှန်အဖြစ်ဆိုရင်လူလူခံစားချက်နဲ့ကြည့်မယ်ဆိုရင်အဲကျွန်တော်တော့မကြိုက်ခဲ့ပေမဲ့ခုရှိမှဒီစာသားကကျွန်တော်တို့တံမိုးအခြေစုံအရေးကြီးဆုံးစာသားတစ်ခုဖြစ်လာတယ်ဖြစ်ပါတယ်။ဒါပေမဲ့မှာလည်းအများကြီးချင်းချင်းကျွန်တော်ခရစ်တော်မှာဒီစေချင်တာဖြစ်တယ်။ခရစ်တော်မှာဒီလေခေါင်းခရစ်တော်ဒီလေခေါင်းခရစ်တော်ရဲ့ကြောင့်တည်းတိလာမှာဖြစ်ပါတယ်။တိလာရဲ့ခေါင်းလည်းဝိညာဉ်တည်းဒါလေးတိလာမှာဖြစ်ပါတယ်။ဒီလိုတိလာတဲ့ခေါင်းလည်းပဲစာသားက သိရတဲ့လားကိုလည်းချမ်းပါတော့တိုက်ခိုက်မှဖြစ်တယ်။ဒါကြောင့်လောကတော်ကအင်းကျင်တာနဲ့တိုက်ခိုက်ပြီးတော့ယုံကြည်ခြင်းနဲ့တုံ့ပြန်လို့ရတာဖြစ်ပါတယ်။အဲ့တော့ဒီလိုကြောင့်လည်းခါမှာကျွန်တော်တို့ကယုံကြည်ခြင်းအဲဆိုရင်မျော်လင့်ခြင်းနဲ့ဒီကံချင်းချင်းနဲ့ထပ်ပေါ်လာတဲ့ခါမှာကျွန်တော်ရဲ့အတ္တကဒူလေးများစွာရှိမှကောင်းသောပုံသက်တွေဒူများစွာလည်းဘုရားထင်ရှားစေတော်မူတဲ့ဖြစ်လာမှာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီဒီအားဖြင့်အနည်းငယ်ခွန်အားပေးပါဖြစ်တယ်။ကျွန်တော်ချင်းချင်းတော့ပြန်ဆင်ကောင်းချီးပေးပါစေ။အာမင်